ကဒီနေ့ default အနေနဲ့ဟုတ်ပြီเนาะ PC မှာ software တွေကိုဘယ်လိုမျိုး handle လုပ်လဲပေါ့เนาะဘယ်လိုမျိုး handle လုပ်လဲဆိုတာကအမကလာ share လုပ်ပေးတော့မှာဖြစ်ပါတယ်ပထမအဆုံးနေနဲ့အမကဘာအကြောင်းကိုပြောချင်လဲဆိုရင် software ဖွင့်မယ်ပေါ့เนาะဟုတ်ပြီအမတို့ကလာကိုတုံးချမဲ့ software ကိုဖွင့်ခြင်းနေဆိုလို့ရှိရင်ကိုဖွင့်ခြင်းနေ software ပေါ့เนาะ software ပေါ်မှာ pointer တွေကိုတွားလိုက်တယ်ပြီးလို့ရှိရင်အဲ့ဒီ software ပေါ်မှာအဲ right click နှိပ်လိုက်တယ်ပေါ့เนาะ right click နှိပ်လိုက်တယ်ဆိုရင်သူကဒီလိုမျိုးဟာလား အဲ dialogue box လေးကြာလာလိုက်မယ်အဲ့မှာမှအမားတော့ open နဲ့ဖွင့်လိုက်ပြီပေါ့နော်ဒါကကြာတော့မတို့ကတနည်းပေါ့နော်ဒါကကြာတော့ software ဖွင့်တာတနည်းနောက်တနည်းကကြာပါလေဆိုရင်အဲ့လိုမျိုး right click နဲ့မသွားပဲနဲ့ဟုတ်ပြီနော်ဒီပေါ်မှာဟလာ left click နဲ့ pointer လေးကိုတင်လိုက်မယ်ကိုဖွင့်ကျင်တဲ့ software မှာ pointer ကိုတင်ပြီးတော့ left click right click open နဲ့မသွားပဲနဲ့ left click ကို double click နှစ်ချက်နှိပ်ပေးရမယ်ဟုတ်ပြီနော် left click ကိုဇက်တက်နှိပ်ပေးရမယ် ဟုတ်ပြီတော့အဲ့လိုမျိုးကိုလည်းဖွင့်လို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်အမားတို့က software ပွင့်သွားပြီ software ပွင့်သွားပြီဆိုရင်ဟုတ်ပြီဒါဆိုလို့ရှိရင်အမားတို့ကပထမဆုံးအနေနဲ့အမားတို့ software ပွင့်သွားပြီပေါ့နော် software ပွင့်သွားပြီဆိုလို့ရှိရင်အမားတို့ဖွင့်လိုက်တဲ့ software တွေကဘယ်မှာပြမှာလဲဆိုဒီအောက်ကပေါ့နော် PC ရဲ့ဒီအောက်ကဘာမှာပြနေလိမ့်မယ်ပေါ့နော်အဲ့ဒီဘာကိုဘာလို့ခေါ်လဲဆိုရင်အမားတို့က task bar လို့ခေါ်တယ်ဒီအောက်ကဘာပေါ့နော်သူက PC တိုင်းမှာပါတယ်ပေါ့နော်အမားတို့ဖွင့်လိုက်တဲ့ software မှန်သမျှကဘယ်မှာပြနေလဲဆိုရင်ဒီ task bar ပေါ်မှာပြနေတယ် ော်ဒါကတော့အမှတော့ desktop ပေါ့နော် desktop မှာရှိတဲ့ဒီ software တွေကိုဖွင့်နေတယ်ဆိုရင်တော့အဲ့လိုမျိုးသွားလို့ဖွင့်လို့ရတယ်တကယ်လို့ဒါကိုကကိုသုံးချမဲ့ software ကဒီ desktop ပေါ်မှာမရှိနေဘူးပေါ့နော်ဥပမာဒီ desktop ပေါ်မှာမရှိဘူးဆိုလို့ရှိရင်အမှတော့ဒီ search bar ကနေပြီးတော့သွားရိုက်ပြီးတော့ရှာပြီးတော့ဖွင့်လို့ရတယ်ဒီ search bar မှာကိုကဥမာဆိုပါဆို Microsoft ကိုကိုကသုံးမယ်ပေါ့နော်ဒါဆိုရင်အမှတို့ကဟာ desktop ပေါ်မှာဒီလိုမျိုးအမားတို့က software icon ကိုတင်မထားဘူးဆိုလို့ရှိရင်အမားတို့ကရှိမနေဘူးဆိုလို့ရှိရင်ဒီ search bar ကနေပြီးတော့တွားရှာမယ် word word ဆိုပြီးတော့ဒါကတော့ကိုကကိုအသုံးချမဲ့ software ရဲ့ name ကိုသိရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာပေါ်လာပြီပေါ်လာလို့ရှိရင် link တစ်ချက်ပေးလိုက်တယ်ဒီလိုမျိုးလည်းဖွင့်လို့ရတယ်ဟုတ်ပြီနော် ဒါဆိုရင်အမားတို့ဖွင့်လိုက်တဲ့ software တွေကဘယ်မှာတက်မလဲဆိုလို့ရှိရင် DPC ရဲ့ ID test ဘာမှပြမယ်ပေါ့နော်ဒီမှာဆိုရင်အမားဒီမှာဘယ်နှဖိုင်ဖွင့်ထားလဲဆိုရင်ဒီမှာတစ်ဖိုင်ဖွင့်ထားတယ်ဒီမှာတစ်ဖိုင်ဖွင့်ထားတယ်ပြီးရင်ဒီမှာတစ်ဖိုင်ဖွင့်ထားတယ်ဒီမှာတစ်ဖိုင်ဒီမှာတစ်ဖိုင်ဟုတ်ပြီနော်ဒီလိုမျိုးအမားတို့က file တွေကိုဖွင့်ထားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကိုကကိုသုံးကျင်တဲ့ file ပေါ့နော်တကယ်လို့သာကိုက d file ကိုသုံးကျင်နေဆိုရင် d file ပေါ်မှာတစ်ချက်ကလေးလိုက်ဒါဆိုရင် d file ကိုယောက်သွားမယ်။ d file ကိုသုံးကျင်ရင် d file ကိုတစ်ချက်ကလေးလိုက် d file ကိုယောက်သွားမယ်။ ဟုတ်ပြီဒီဘိုင်ယိုမသုံးခြင်းကိုခဏခဏအမားတို့ဒီ test ဘောင်းပေါ်မှာမယ်တင်ထားခြင်းနေဆိုလို့ရှိရင်သူ့ကိုအမားတို့ဒီမှာဒီရဲ့ဒီအတုံးလေးပေါ့နော်ဒါလေးကိုနှိမ့်လို့ရတယ်သူ့ကိုဘယ်လိုခေါ်လဲဆိုမီနီမိုက်လို့ခေါ်တယ်မီနီမိုက်လောက်ထားလို့ရတယ်မီနီမိုက်လောက်ထားလို့ရတယ်အကုန်လုံးကိုအမားတို့ဒီမှာမီနီမိုက်လောက်ထားလို့ရတယ်ပေါ့နော်ဒါကမီနီမိုက်လောက်တာ ုတ်ပြီပြန်ပြီးတော့ဖွင့်နေတယ်ဆိုလို့ရှိရင်ဒီပေါ်မှာတစ်ချက်ကလေးလိုက်တယ်ပြီးလို့ရှိရင်အမတော့ဒီဒါကတော့ mini mic ဟုတ်ပြီဒါကကြပါလေဆိုရင် restore down လို့ခေါ်တယ် restore down ဆိုတာကဒီ desktop ရဲ့ screen ရဲ့တဝက်လောက်ကိုပဲသူကချပေးတယ် restore down လုပ်ပေးတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အမတော့ဒီဘားကနေပြီးတော့ကင်ပြီးတော့ဒီလိုမျိုးပြန်ပြီးတော့အဲပြန်ပြီးတော့ ကစားလို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီ software ကိုဖွင့်နေတဲ့ဆိုဒီအရောတစ်ချက်နဲ့လိုက်မယ်ပြီးရင်သူ့ကို restore လုပ်ကြည့်မယ်ဒါဆိုရင် software နှစ်ခုကိုပြိုင်သုံးတယ်ပေါ့နော်ကိုကဒီ software ကိုသုံးမှလားဒါမှမဟုတ်ဒီ software သုံးနေတယ်ဆိုဒီ software ကိုသုံးမယ်ပေါ့နော်ဒီ software သုံးနေတယ်ဆိုဒီ software ကိုသုံးမယ် software နှစ်ခုကိုပြိုင်ပြီးတော့သုံးနေတဲ့အခါမျိုးမှာဆိုရင်အမားတို့ကဟာလာဒီလိုမျိုး minimize ရီစတိုးဒေါင်းလုပ်ပြီးတော့တုံးလို့ရတယ်ဟုတ်ပြီရီစတိုးဒေါင်းလုပ်လိုက်တဲ့အခါမှာသူကဒီနမ်းမှာဗာပြမှာလဲဆိုရင်ခုနကတော့နှစ်ထပ်ကွင်းလေးရနေပြီးတော့သူကဗာပြမှာလဲဆိုဒီမှာဆိုလို့ရှိရင် square rule တွေကတခုပဲရှိတော့တယ်ဆောနာတော့ဟာဆိုလို့ရှိရင်အမတို့ကဒီကောင်ကဒီမှာဆိုလို့ရှိရင် minimize restore down လို့ပြရတယ်ပေါ့နော်ဒီလိုမျိုးလေးနှစ်ထပ်လေးပေါ့နော်အခုဒီကောင်ကကြာတော့မတော့ဗာလဲဆိုလို့ရှိရင် restore down လုပ်လိုက်တယ်ဆိုရင်သူဗာပြလဲဆိုရင်ဆောနာတော့ကအဲပြတဲ့ဟာက restore down ကနေပြီးတော့ massive mic ကိုပြရတယ်ပေါ့နော်သူကကြာတော့ပြန်ပြီးတော့ဒီ ဒီအခုမားတို့ရဲ့ desktop view နဲ့သူက fit ပြတာပေါ့နော်ဒီ fit ပေါ့နော် fit ပြတယ်ပေါ့နော်ဒီဒီ view နဲ့သူက fit အနေနဲ့ပြတယ်ပေါ့ဒါကတော့အမားတို့ restore down လုပ်တယ် restore down လုပ်တယ်ပေါ့နော်ကိုသုံးကျင်နဲ့ software ပေါ်မှာ click ပြီးတော့ကိုသုံးလို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အမားတို့က software ဖွင့်တတ်သွားပြီဟုတ်ပြီဒါဆိုလို့ရှိရင်အမားတို့ကအမားတို့ဖွင့်လိုက်တဲ့ software ကဘယ်မှာပြမှာလဲဆိုရင် task bar ပေါ်မှာပြနေနေမှာဟုတ်ပြီဒါဆိုရင်ဒါကတော့ဟုတ်ပြီဖွင့်လိုက်တဲ့ software ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အမားတို့ဒီမှာ ဖွင့်လိုက်တဲ့ software ဆိုတည်တာတယ်ဒီဟာကဒီမှာဆိုရင်အောက်မှာမြင်လာဒီမှာ selection လေးနဲ့ပြနေတယ်ပေါ့နော်ဒါလေးကဒီမှာဆိုရင်ဒီမှာ selection လေးအတုံးလေးနဲ့အောက်မှာပြနေတယ်ဒါကကြောင့်ဖွင့်နေ software မဟုတ်ဘူးဒါကကြောင့်မတို့က task bar ပေါ်မှာပင်အနေနဲ့တင်ထားတာပေါ့နော်တကယ်လို့သာကိုကဒီဒီဟာကိုဟာလာအမှတစ်ချက်ပြန်ပြီးတော့ဖြုတ်ပြမယ်ဟုတ်ပြီဒါဆိုရင်မတို့ကအဲ့ဒီ software တော့က snap video ပေါ့နော် snap video ဆိုတဲ့ဟာလေးကိုအမကဒီ task bar ပေါ်မှာပြန်ပြီးတော့တင်ခြင်းနေဆိုရင် ဒီမှာ snap to ဆိုပြီးရိုက်လိုက်မယ်ပေါ့နော်ကိုတင်ကျင်တဲ့ software name ကိုရိုက်မယ်ရိုက်ပြီးပြီဆိုလို့ရှိရင်အမားတို့ကဒီမှာဒီဘေးနားမှာဒီဘက်မှာပေါ့နော်သူနဲ့တက်တဲ့ဒီဘက်မှာဆိုလို့ရှိရင်သူပါရှိတယ်ဆိုလို့ရှိရင် pin to test ပါရှိတယ်အဲ့ဒါ pin to test ရှိတယ် open file location ရှိတယ်ဟောပြီးတော့ဒီမှာဆိုအမားတို့ test bar ပေါ်မှာတင်မှာမလို့ pin to test bar ကိုရွေးလိုက်တယ်ပေါ့နော်ဒါဆိုရင်သူဘယ်မှာရောက်သွားလဲဆိုရင်ဒီမှာ test bar ပေါ်မှာတင်လိုက်တယ်ဟုတ်ပြီတဲ့အမားတို့က software ဖွင့်တဲ့အခါမှာဆိုလို့ရှိရင် desktop ပေါ်မှာ shortcut အနေနဲ့တင်ထားတဲ့ software ကိုဖွင့်နေနေဆိုလို့ရှိရင် software ပေါ်မှာ pointer တင်ပြီးတော့ right click open နဲ့ဖွင့်လို့ရတယ်ပြီးလို့ရှိရင် software ကို double click နှစ်ချက်နှိပ်ပြီးဖွင့်လို့ရတယ်ဟုတ်ပြီနော်အဲ့မှာအမားတို့ကဒီမှာဆိုလို့ရှိရင်တော့အဲ့အမားတို့ကဒီဒီ desktop ပေါ်မှာတင်ထားတဲ့ software ကိုဖွင့်နေနေဆိုရင်တော့အမားတို့က left click နဲ့တစ်ချက်နှိပ်လိုက်ရင်ရပြီ အဲ့ပိုင်းကိုအိုင်ကုန်လေးဘက်မှာဝင်ပြီးတော့ leglet တစ်ချက်ပေးလိုက်တယ်ဒါဆိုလို့ရှိရင်တော့အမားတို့က software ကိုအမားတို့ဒီမှာဆိုရင်တော့ task bar ပေါ်မှာတင်ထားတယ်ဆိုလို့ရှိရင်တော့အမားတို့ဒီလိုမျိုးတစ်ချက်ပဲ click လိုက်ရင်သူကရပြီပေါ့နော်တစ်ချက် click လိုက်ဒါဆိုရင်သူကအဲ့ software ကပွင့်လာနိုင်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အမကဒီ micro software ကိုအမတို့ကပင်အနေနဲ့ထားမယ်ပေါ့နော်ဒါဆိုလို့ရှိရင် task bar ပေါ်မှာတပင်းအနေနဲ့ထားခြင်းနဲ့ဆိုရင် work software ရိုက်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာကြာတော့မပေါ်ဘူးမပေါ်ဘူးဆိုဘယ်လိုလုပ်မလဲဆိုရင်ဒီပေါ်မှာ right click နှိပ်လိုက်တယ် ပြီးလို့ရှိရင်အမတော့ဒီမှာ pin to dust bar ရှိတယ်အမတော့ဒီမှာဆိုရင် dust bar ပေါ်မှာ pin အနေနဲ့တင်ထားတယ် dust bar ပေါ်မှာရှိတဲ့ software တွေကိုဖွင့်ကျင်နေဆိုရင်ကိုဖွင့်ကျင်တဲ့ icon လေးပေါ်မှာ left click တစ်ချက်ပေးလိုက်ရင်ရပြီပေါ့နော်ဒါအကြောင်းအမတော့ dust bar ပေါ်မှာဆိုရင်တစ်ချက်ပဲပေးရတယ်အဲဒီ desktop ပေါ်မှာရှိတဲ့ software တွေကိုဖွင့်ကျင်နေဆိုလို့ရှိရင်နော် double click နှစ်ချက်နှိပ်ပေးရတယ်ဒါမှမဟုတ် right click open နဲ့ဖွင့်လို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အမတော့ဒီမှာ ဒီမှာဆိုလို့ရှိရင်သူကပြနေတယ်ပေါ့နော်ဒီမှာရှိတဲ့ icon လေးတွေမှာဆိုဒီမှာဆိုမြားလေးတွေပါတယ်ပေါ့နော်အဲ့ဒီမြားလေးတွေကဘာလဲဆိုတော့အမှတော့ shortcut အနေနဲ့တင်ထားတာပေါ့နော်ဟုတ်ပြီဒီဟာကကြတော့မှတော့ shortcut အနေနဲ့တင်ထားတာမဟုတ် original ပါတယ်ဆိုဝယ်ပေါ့နော်ဒါတွေက original ဒီဒီ set ကြီးကိုစပြီးတော့ operate operating လုပ်နေရတော့ဒီဟာတွေက original ပါတဲ့ software တွေပေါ့နော်ဒါတွေကိုဖြတ်လို့လည်းမရဘူးပေါ့နော်ဒါဆိုလို့ရှိရင်မတော့ဒီကဒါဆိုရင်ဟုတ်ပြီအမကဒီဟာကိုဖြတ်လိုက်မယ်ပေါ့နော် desktop ပေါ်မှာအာရှိတယ်ဒီ micro software ဆိုတဲ့ အဲ software icon လို့အမကဖြတ်လိုက်တယ်ဖြတ်ပြီးတော့ကိုက desktop ပေါ်မှာပြန်ပြီးတော့တင်ချင်တယ်ဆိုလို့ရှိရင်အမတော့ဘလို့တင်ပါလဲပေါ့နော်ဒါဆိုရင်အမတော့ search bar မှာသွားပြီးတော့ web ဆိုပြီးတော့ရိုက်လိုက်တယ်ရိုက်ပြီးပြီဆိုရင်အမတော့ right click နှိပ်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင် open file location ဒီ file ကို install လုပ်ထားတဲ့ file location စီကိုသွားမယ်သွားပြီးပြီဆိုလို့ရှိရင်အမတို့ကဒီမှာသူသူကဆီမှာ selection လေးနဲ့ဝင်လာတယ်ပေါ့နော် left click တစ်ချက်ပေးလိုက်တယ်ပြီးရင် right click ပေးလိုက်မယ် ီမှာဆိုရင် Microsoft Word ပေါ့နော် Word ဆိုပြီးရိုက်လိုက်တယ်ပြီးရင် right click နှိပ်လိုက်တယ်ပြီးလို့ရှိရင်မှာတော့ open file location ကိုသွားမယ်ပြီးလို့ရှိရင်ဒီပေါ်မှာ right click နှိပ်လိုက်ပြီးတော့ selection ဝင်ပြီးသားပေါ့နော်ဒီဘေးနားလေးမှာ right click နှိပ်လိုက်တယ်နှိပ်ပြီးပြီဆိုလို့ရှိရင်အမတော့ send လို့ရွေးမယ်ရွေးပြီးပြီဆိုရင်သူကဘယ်ဟိုတဲမှာလဲဆိုတော့အမက desktop ပေါ်မှာတဲမှာမလို့ desktop လို့ရွေးမယ် desktop ပေါ်မှာသူကနောက်မှာဒီမှာဆိုလို့ရှိရင်အဲ ခွဲလေးနဲ့ပြထားတယ်ပေါ့နော် create shortcut ဆို shortcut အနေနဲ့တင်မှာမလို့ပြီးရင်သူ့ပေါ်မှာ like လက်နဲ့ချက်နှိပ်လိုက်တယ်ဟုတ်ပြီဒါဆိုလို့ရှိရင်သူကဒီမှာ microsoft word ဆိုပြီးရောက်လာတယ်ပေါ့နော်အခုအမပြောချင်တာဘာလဲဆိုရင်ဒီ desktop ပေါ်မှာတင်ထားတဲ့ software တွေကဖြတ်လိုက်တယ်ဆိုလို့ရှိရင်လည်းအမတို့ကပြန်ပြီးတော့တင်ချင်တာလားဖြုတ်ချင်တာလားအဲတစ်ချက်ပြန်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင် desktop မှာဆိုလို့ချင်းအသုံးများတဲ့ software တွေလောက်ပဲတင်ထားပေါ့နော်အရင်ကြီးအများကြီးတင်ထားတယ်ဆိုလို့ရစက်ကဟန်းတယ်ပေါ့နော် အဟုတ်ပြီဒါဆိုလို့ရှိရင်အမအဲဒါဆိုလို့ရှိရင်ဟုတ်ပြီဒါဆိုအမကဒီမှာဆိုအိတ်ဇဲပေါ့နော်ဒီအိတ်ဇဲဆိုတော့ shortcut ဒီ shortcut လို့အမကဖြတ်လိုက်တယ်ဟုတ်ပြီဒါဆိုရင်အဲ့ဒီ shortcut ကိုအမက desktop မှာပြန်တင်နေနေဆိုလို့ရှိရင်အိတ်ဇဲဆိုပြီးရိုက်လိုက်တယ် အော်နောက်ပြီးလို့ရှိရင်ဒီဘက်မှာ right click နှိပ်လိုက်တယ်ပြီးရင် open file location ကိုသွားတယ် location မှာတော့ selection လေးဝင်ပြီးသားအဲ့ဘက်မှာ right click နှိပ်လိုက်တယ်အပပီဆိုရင်အမတို့ကဘယ်မှာသွားထားမှာလဲဆိုလို့ရှိရင်သူ့ကို desktop ပေါ်မှာ create shortcut အနေနဲ့သွားထားမယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အမတို့ကဒီမှာ shortcut အနေနဲ့ဝင်လာပြီပေါ့နော် ဟုတ်ပြီနော်ဒါဆိုရင်အမတို့ဒီ software တွေကအမတို့ကဟာလာဒီကိုကလိုအပ်လို့ထည့်ထားတဲ့ software တွေပေါ့နော်အဲ့ဒီ software တွေကိုကိုကမလိုအပ်တော့ဘူးဆိုလို့ရှိရင်အမတို့အဲ့ install မလုပ်မချင်းဒီ desktop ပေါ်မှာဒီ shortcut တွေကိုဖြတ်လိုက်ပေးမယ်လေအဲ့ install မလုပ်မချင်းအမတို့ကဒီကနေပြီးတော့ဒီ search menu ကနေပြီးတော့ search bar ကနေပြီးတော့ရှာပြီးတော့သုံးလို့ရတယ်ဟုတ်ပြီနော်ပြီးလို့ရှိရင်အမတို့ desktop မှာတင်ထားခြင်းနေဆိုလို့ရှိရင်လည်းတင်ထားလို့ရတယ်ပင်ရင်ပင်ရင်နေနဲ့ task bar ပေါ်မှာတင်ထားခြင်းနေဆိုလို့ရှိရင်လည်းအမတို့ကတင်ထားလို့ရမယ်ပေါ့နော် အဲဆိုလို့ရှိရင်အမတို့ကအဲဒီနေ့နည်းနည်းတော့များသွားပြီနော်ဟုတ်ပြီဒါဆိုဒီနေ့ကအမကဟလာ software နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုး handle လုပ်မယ်ဆိုတဲ့အကြောင်းအမက share လုပ်ပေးခဲ့တာဖြစ်ပါတယ်အဲအားလုံးပဲကျေးဇူးတင်ပါတယ်